အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မတ်တီတဲ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျေးဇူးတိတက်သူဖြစ်ပါစေဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လှုပ်ရှားဘူးသူကျေးဇူးအရေးနေနေအခက်ချိုချိုဒီစကားလုံးတွေကမြန်မာလူမျိုးတွေကြားမှာပြောလေကြောထားရှိတဲ့ဆိုရိုးစကားတွေပါဗုဒ္ဓဘာသာရဲ့အစုံအမအရေးအောက်မှာနေထိုင်နေကြတဲ့မြန်မာလူမျိုးတွေကြားထဲမှာဒီဆိုရိုးစကားတွေတက်နှက်တွင်ကျနေတာအစမ်းတကယ်တော့မဟုတ်တော့ပါဘူးဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့တရားထေတနာတော်တွေကနေစဉ်သက်လာတဲ့ဘုရားအစုံအမစကားတွေဖြစ်ပါတယ်ဒီဆို ူးစကားနှခေါင်းကဘာကိုညောပြနေသလဲဆိုရင်ဂျေဇူးတည်တဲ့ခြင်းနဲ့ဂျေဇူးကန်းခြင်းဆိုတဲ့ဂျေဇူးတရားနဲ့သက်ဆိုင်တာကိုပေါ်ပြနေတာပဲဖြစ်ပါတယ်ဂျေဇူးတရားဆိုတာနင်းနင်းမြများဘယ်တော့မှမမေ့အပ်ပါဘူးဂျေဇူးတရားရဲ့အတိုင်းနဲ့ကိုအ ਨੇ အများနဲ့လည်းတိုင်းတာလို့မရပါဘူးအဖို့လည်းဖြတ်လို့မရပါဘူးဘာကြောင့်လဲဆိုတော့ကိုရရှိခံစားခဲ့ရတဲ့အကျိုးဂျေဇူးဟာလဲပြီးဖြစ်စေညားပြီးဖြစ်စေအဲ့ဒီအရာတွေဂျေဇူးတရားဖြစ်နေလို့ပါပဲပိုပြီးရှင်းအောင်ပြောရမယ်ဆိုရင်ဓမ္မရဲ့တန်ဖိုးကိုရုပ်ဝတ္ထုပစ္စည်းငွေကြေးအဥ္စာတွေနဲ့ဘလို့မှတန်ဖိုးဖြတ်လို့မရပါဘူးဓမ္မကိုဓမ္မနဲ့ပဲ ည်းတန်ဖိုးဖြတ်လို့ရပါတယ်။ဒါကြောင့်အနှင်းငယ်သောခြေဆုဘလောက်သေးငယ်သောခြေဆုတရားဖြစ်ပါစေအထင်သေးမိပြလို့မရပဲတန်ဖိုးထားရပါလိမ့်မယ်။တိတက်ရပါလိမ့်မယ်။ခြေဆုတိတက်ခြင်းဆိုတဲ့ဓမ္မကိုလိုက်နာသူပါဖရာယဟန္တာသူတော်ကောင်းပုဂ္ဂိုလ်ကြီးများကိုယ်တိုင်သာဓုခေါ်ထိုက်သည့် ိတ်ထားကောင်းရှိခြင်းဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ဟောကြားတော်မူသည့်ပတင်ညုတကထဝေဒီတရားတော်အရယေရှုကိုတိတက်ရုံနဲ့မပြီးပါဘူး။ယေရှုတရားကိုလည်းတိတက်ရမယ်။အခွင့်ကြုံရင်လည်းယေရှုပြန်ဆက်တသူဖြစ်ရပါလိမ့်မယ်။ဒါမှလည်းကတင်ညုတကထဝေဒီဟူသောမင်္ဂလာတရားနှင့်အတိုင်းနာကျေသုံးနေထိုင်သည့်ဗုဒ္ဓဘာသာဝင်အမျိုးသားကောင်းအမျိုးသမီးကောင်းတွေဖြစ်ပါလိမ့်မယ်။တမန်ပေါ်မှာပဲဖြစ်ဖြစ်တရှိတွေပေါ်မှာပဲဖြစ်ဖြစ်ကိုယ့်အပေါ်မှာယေရှုရှိတာတိတိလေးရဲ့နဲ့ယေရှုကံခြင်း၊စော်ကားခြင်း၊မောက်မာရိုင်းဆိုင်ခြင်း၊ယေရှုဆက်ကွက်ကြုံပါလိမ့်နဲ့ယေရှုတရားကိုမျက်ကွယ်ပြည့်ပြည့်နေထိုင်ခြင်းကလူယုံမှတို့ ရဲ့လှုပ်ရဖြစ်ပါတယ်။ကျေးဇူးကမ်းခြင်းကလည်းမဟာအဝေစီငရဲ့အထိကြာရောက်နိုင်ပါတယ်။ဗုဒ္ဓဘာသာအဆုံးအမဖြစ်စေနှလုံးယဉ်ကျေးပြီးတော့သူတို့ဒီကျေးဇူးတရားကိုမမိမလျော့တည်တတ်သူများဖြစ်ကြပါတယ်။အမှုကျင့်ရိုင်းဆိုင်သောသူတို့ဒီကျေးဇူးကမ်း၍ကျေးဇူးမဲ့ကိုပြုတတ်ကြသည့်လူယုံမာများဖြစ်ပါတယ်။စေနှလုံးယဉ်ကျေးသောသူတို့ဒီကျေးဇူးတရားကိုတည်တတ်ကြပြီးလူယုံမာတို့ဒီကျေးဇူးကမ်းတဲ့သူများဖြစ်ကြပါတယ်။လူယုံမာဆိုတာဘာနဲ့တိုင်းတာလဲဆိုတော့ကျေးဇူးတည်တတ်ခြင်းကျေးဇူးမတည်တတ်ခြင်းနဲ့တိုင်းတာတယ်လို့ပဲကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်။